လေချောင်းနာနေရင်ဒီချက်ကိုချက်ကိုလုံးကြည့်ပါရာတိဥထုအပွဲအေးမမြတာနဲ့လေချောင်းကနာလာတော့တာပဲနော်တခါတလေကိုတိုင်ကတော့တတိမထားမိတဲ့အချိန်မှာလေချောင်းကနာလာပါပြီလေချောင်းနာတဲ့အခါခေါင်းကြိုက်တာအတန်ဝင်တာတွေကတဆက်တီကိုဖြစ်လာပါတော့တယ်လေချောင်းနာတာခေါင်းကြိုက်တာဖြစ်ပြီးဆိုရင်တော့အလုပ်တွေကိုအာရုံစိုက်နိုင်ဖို့ကတော်တော်လေးခက်နေပါပြီ ဒီလိုစိတ်ညစ်စရာအခြေအနေကိုအကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက်နီလန်ကောင်းလေးတွေရှိပါတယ်။လေကြောင်းလာနေလို့ရှိရင်ဒီရချက်တွေကိုလုံကြည့်လိုက်ပါနော်။လေကြောင်းလာတာကဘဝတလျှောက်မှာတစ်ခါလောက်တော့ကြုံမှုမှာပါ။လေကြောင်းလာတဲ့အခါလေကြောင်းထက်က ရာတယ်လို့လို့နာတယ်လို့လို့ဖြစ်မယ်။အရန်ပြတ်တဲ့နေ့အခါသရွေးတော်မျိုးချလို့မရအောင်နာတာမျိုးရှိနိုင်ပါတယ်။ လေကျောင်းနာတဲ့အခါမှာခန္ဓာကိုယ်မှာဖျားဝင်တာပါတွေ့လာတတ်ပါတယ်။လေကျောင်းနာတာကဘာရက်ပိုးကြောင့်ဖြစ်များတာပါ။လေကျောင်းနာတာကပုံမှန်အားဖြင့်လူလူတက်တာသွားစေတတ်ပါတယ်။မြ мян တက်တာခြင်းနဲ့ဆိုရင်တော့အခုပြောတဲ့နီလန်းလေးတွေအတိုင်းလုံကြည့်လိုက်ပါနော်။လေကျောင်းနာနေလို့ရှိရင်ဒီအချက်တွေကိုလုံးကြည့်လိုက်ပါ။စားရည်နဲ့ပလူချင်းပေးပါ။ငုံစင်းငုံပါ။ပြားရည်စားသုံးပေးပါ။ရေတက်ပြည့်အောင်နေပေးပါ။ အစိုးရထိန်းစက်လေးဖွင့်ထားပေးပါကျက်သွန်ပြူစားသုံးပေးပါပန်းတိရှာလက်ကာရီနဲ့ပလုတ်ချင်းပေးပါအနားယူပေးပါကတွင်တက်စီရဲ့အသုံးပြုပြီးတာတို့လုပ်လို့ရပါတယ်ရှင်ဘလို့ထိရောက်မှုတွေရှိစီမှာလဲစားရင်နဲ့ပလုတ်ချင်းပေးခြင်း ရင်းနှီးခန့်နှွေနှွေလေးထဲမှာ စားခက်ပြီးတော့ပလုတ်ချင်းမိပါ စားကလေချောင်းထဲမှာရှိရဲ့ချွဲတွေကိုပျော်စီပြီးတော့လေချောင်းအတွင်းပိုင်းကတ िश ူးတွေကိုကျမ်းမာလာအောင်နှိုးဆော်ပေးတာကြောင့်လေချောင်းနာတာကိုသက်သာစေနိုင်ပါတယ်ငုံစည်းငုံချင်းပြုတ်ပါတဲ့ငုံစင်းငုံပေးတာကလေချောင်းတွေကတ िश ူးတွေကိုအာယုံခန်းစားမှုရောသွားအောင်လှုပ်ဆောင်ပေးပြီးတော့ယာယီတော့တက်တာမှုရရှိစေမှာဖြစ်ပါတယ်။ ငုံစင်းငုံဝေးတာကသရွေးထရှိမှုကိုတိုးစေပြီးတော့စွတ်စွတ်စေတဲ့အတွက်လေချောင်းနာတာကိုသက်သာအောင်ထောက်ကူပေးနိုင်ပါတယ်။ပြားရည်စားသုံးခြင်းရင်နှွေးကြက်သိန်းနှွေးလေးထဲကို ပြားရည်လက်ဖက်ရည်စုံတစ်စုံထည့်ပြီးတော့တောက်ပြီးရင်လည်းလေချောင်းနာသက်သာစေနိုင်ပါတယ်။ရင်နှွေးကခနာကိုအတက်လိုအပ်တဲ့ရည်ဓာတ်ကိုဖြည့်ပေးပြီးတော့လေချောင်းနာတာကိုမြန်မြန်သက်သာအောင်ထောက်ကူပြုပေးနိုင်ပါတယ်။ ပြားရည်ထဲမှာတက်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့်လေကြောင်းအတွင်းမှရောက်ရန်တော့ကိုသက်သာစေနိုင်ပါတယ်။ရေဓာတ်ပြည့်ဝစေခြင်းရေဓာတ်ပြည့်ဝအောင်နေတာက လေကြောင်းနာတာကိုသက်သာအောင်လှုပ်ဆောင်ရမှာအဓိကရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ခန္ဓာကိုယ်မှာရေဓာတ်မပြည့်ဝတဲ့အခါလေကြောင်းထဲမှာသတ္တွေအလုံးလောက်မရရှိတာမျိုးဖြစ်ပြီးတော့လေကြောင်းနာတာကို ပိုဆိုးစေနိုင်ပါတယ်။ ရေကိုတောက်ပါဆိုတဲ့နေရာမှာလဲကဖိန်းတို့အယ်ကိုဟောတို့ပါဝင်မှုမရှိတဲ့ရိုးရိုးရေဒါမှမဟုတ်အသီးဖြော်ရည်တွေကိုတောက်သုံးရမှာဖြစ်ပါတယ်အဆိုထိန်းဆက်အသုံးပြုခြင်းအဆိုတက်ပါဝင်နေတဲ့လေတုကနေချောင်းနဲ့နှာခေါင်းအတွင်းပိုင်းကရောင်ရင်းနေတဲ့တ िश ူးတွေကိုတက်တာစီနိုင်စွမ်းရှိပါတယ်။ဒါကြောင့်မိမိနေထိုင်ရာပတ်ဝန်းကျင်မှာအဆိုတက်ထိန်းနဲ့ဆက်လေးဖွင့်ပေးထားပါ ရေနွေးငွေ့ခံပေးလို့လည်းရပါတယ်ရေနွေးနွေးလေးကိုစလုံးထဲမှာထည့်ပြီးတော့ခေါင်းမှာတပတ်အုပ်ပြီးတော့ရေနွေးငွေ့ခံပေးတာကလည်းလေကြောင်းနာတာကိုတက်တာစေနိုင်ပါတယ်ကျက်သွန်ဖြူစားပေးခြင်းကျက်သွန်ဖြူကသဘာဝအတိုင်းကိုအန်တီဘက်တီးရီးယားအာနိသင်ရှိပါတယ် ကျက်သွန်ဖြူမှာကုဆက်ယောဂဖိုးတွေကိုတက်ဖြက်ပေးနိုင်တဲ့အလီဇင်ဓာတ်ပေါင်းပါဝင်နေပါတယ်။ဒါကြောင့်လေကြောင်းနာတဲ့အခါကျက်သွန်ဖြူကိုဟင်းခါချက်တောက်တာဖြစ်ဖြစ်မီးခင်စားတာဖြစ်ဖြစ်စားပေးပါ။ကျက်သွန်ဖြူကအနာကျက်စေနိုင်စွမ်းလည်းရှိရာကြောင့်မို့လို့လေကြောင်းအတွင်းပိုင်းကတ िश ူးတွေရောက်ရတာကိုလည်းသက်သာစေမှာဖြစ်ပါတယ်။ပန်းသီးချာလက်ကရည်နဲ့ပလုတ်ချင်းမေးခြင်းပန်းသီးချာလက်ကရည်ကလည်းပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ လေးလံမှုတွေအရာပန်းသေးရှာလက်ကရေကကုဆက်ယောဂပိုးတွေကိုတိုက်ဖြတ်နိုင်တယ်လို့သိကြရပါတယ်။လေချောင်းထဲကချွဲတွေပျော်စီပြီးတော့ဗက်တီးရီးယားတွေပြန့်နှံ့မှုကိုလည်းဟန်တာပေးနိုင်ပါတယ်။လေချောင်းနာနေတဲ့ဆိုရင်ပန်းတိရှက်လက်ကရေလက်ဖေးဇွန်းတစုံနှစုံလောက်စာလောက်ကိုရေတစ်ခွက်စာနဲ့ရောဆက်ပြီးတော့ပက်လုတ်ချင်းပေးလိုက်ပါရေမြများများတောက်ဖို့လည်းမမေ့ပါနဲ့ပြပြဝဝနားယူပေးခြင်း အနာယူရာကလည်းကျောင်းနာတာကိုတက်တာစီမဲ့အကောင်းဆုံးသောနီလန်တစ်ခုလို့ပြောလို့ရပါတယ်။ခနာကိုကကောင်းကောင်းအနာယူလိုက်တဲ့အခါအေးအေးမိတို့ကိုဖြစ်စေတဲ့ဗိုင်းရပ်တွေကိုအကောင်းဆုံးတောက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ကဒွင်းတက်စီရဲ့အသုံးပြုပေးပါ။ဒါတွေအပြင် လေကျောင်းနာတာကိုတက်တာစီနိုင်မဲ့နောက်ထပ်နီလန်တစ်ခုကကဒွင်းတက်စီရဲ့နဲ့ပလုတ်ကျင်းတာပါ။ကဒွင်းတက်စီရဲ့နဲ့ပလုတ်ကျင်းပေးတာကယောဂပူးမွားတွေကိုတိုက်ဖြတ်ပေးနိုင်မှာဖြစ်တယ်လို့ပတ်ဝန်းကျင်မှာရှိတဲ့ဘက်တီးရီးယားတွေကြောင့်နောက် ထက်လေကျောင်းနာတာမျိုးအပြားဝင်တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။လေကျောင်းနာဝေဒနာကိုဒီလိုကာကွယ်လို့ရပါတယ်။လေကျောင်းနာတာမဖြစ်စေဖို့အတွက်မဖြစ်မနေလောက်ကမဲ့နီလန်တစ်ခုကတော့ယောဂဘိုးတွေမကူးစက်အောင်နေတာပါ။နေ့စဉ်လှူရှားသွားလာနေတဲ့ပတ်ဝန်းကျင်မှာမျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားတွေတော်တော်များပါတယ်။ဒီဘက်တီးရီးယားတွေကြောင့်ယောဂဘိုးကူးစက်တာမျိုးမဖြစ်စေဖို့အတွက် လက်ကိုတန့်ရှင်းအောင်ထားဖို့လိုပါတယ်။အများသောပစ္စည်းတွေကင်ပြီးတဲ့အခါမျိုး ဘတ်ကားစီးပြီးတဲ့အခါတိုင်းမှာလက်ကိုတတ်စင်စီကြောပါ သွားလီယာကိုလက်တန့်စီရီယူသွားဖို့မမေ့ပါနဲ့เนาะနေ့စဉ်ကောင်းကောင်းအိပ်ဆက်အနားယူပြီးတော့အာဟာရပြည့်ဝအောင်စားသုံးပေးဖို့လည်းမမေ့ပါနဲ့เนาะနေ့စဉ်ကိုလက်လှူရှာမှုလို့ဆောင်ဖို့လည်းမမေ့ပါနဲ့ရှင်အခုပြောပြခဲ့ရရတော့လေကျောင်းနာနေလို့ရှိရင်လောက်ကမယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြမယ်เนาะ